အားလုံးဝမ်းမြောက်လာပါကျွန်တော်ဒီနေ့မှာတော့ self discipline အားကောင်းအောင်ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အကြောင်းစံနဲ့ပတ်သက်ပြီးတော့ဝင်မြောက်ပြသွားကြတယ်ကျွန်တော်လူအများစုမှာကိုဖြစ်ချင်တဲ့ဂျီမန်ချက်တွေကိုချမှတ်ထားတဲ့ပန်းနိုင်တွေတော့ရှိကြတာပေါ့လေဒါမဲ့အ ਨੇ စုပဲကိုချမှတ်ထားတဲ့အတိုင်းလုပ်ပြကြပြီးတော့အများစုကတော့ မလုပ်ပြကြအောင်လေထဲမှာအပြင်ပြေသွားကြရတယ်ဒါကဘာလဲဆိုလို့ရှင်တော့ကိုယ်ပိုင်စီကံလို့ခေါ်တယ် self discipline အားနဲ့ဒါကြောင့်ပဲဖြစ်ပါတယ် self discipline ဆိုတော့မလုပ်စရာရှိတာကိုလုပ်ချင်နေဖြစ်စေမလုပ်ချင်နေဖြစ်စေတော့လုပ်ဖို့ဟန်တာတွေရှိနေတယ်ဆိုရင်တော့မှပဲတတ်နိုင်လောက်လုပ်သွားတာကိုဆိုလိုတာဖြစ်ပါတယ် self discipline အားကောင်းမှုအတွက်ကျွန်တော်ချက်လေးတစ်ချက်ကိုပုံမြပေးသွားကြပါတယ်ပထမဆုံးတစ်ချက်ကတော့ဘာလဲဆိုလို့ရှင်ညီမချက်ရှင်းလင်းပါသေးတယ်ပုဂ္ဂိုလ်တွတ်တက်ပြောင်းလဲဖို့အတွက်ဒီဆောက်တဲ့ခါမှာ ချမှတ်ထားတဲ့ဒီမန်ချက်ပန်းနိုင်ရှင်းလင်းမှုအကြီးကြီးပါတယ်။ကိုချမှတ်ထားတဲ့ပန်းနိုင်ကရှင်းလင်းတဲ့တီကြတဲ့ကိုလုံနိုင်တဲ့စီလျော်တဲ့ပေါ့နော်စမတ်ဖုန်းဖြစ်ဖို့ပြောပါတယ်။နောက်တစ်ခုကတော့ပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အားသာချက်အားနည်းချက်ကိုသိဖို့အကြီးကြီးပါတယ်။ကျွန်တော်ဒီ self awareness ခေါ်ပါဘို့လေပုဂ္ဂိုလ်ကိုသိတာကပုဂ္ဂိုလ်ကောင်းကောင်းနားလဲတာပုဂ္ဂိုလ်ကောင်းကောင်းသဘောပေါက်တာက self discipline တို့အခြေခံပဲဖြစ်ပါတယ်။ပုဂ္ဂိုလ်ကောင်းကောင်းနားလဲတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရွေးချယ်မှုတွေလုပ်တဲ့အခါဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာအများကြီးထောက် ပါနောက်တစ်ချက်ကတော့သေးသေးလေးတွေအစားပါဆိုပြီးတော့ပြောတာရှိပါတယ်ကျွန်တော်အပြောင်းလဲတစ်ခုလုပ်တဲ့အခါမှာကြီးကြီးမားမားအခါတိုင်းပြောင်းလဲမှတယ်မဟုတ်ပဲနဲ့ပေါ့နော်ကိုလုံးနိုင်တဲ့သေးသေးလေးတွေအရစားနေစားနိုင်စားပြီးလုပ်ဖို့လိုပါတယ်ဥပမာကတော့အောင်မြင်မှုသေးသေးလေးတွေကိုလုပ်ရင်းနဲ့ဓာတ်တွေစုပေါင်းသွားတဲ့အချိန်မှာအောင်မြင်မှုကြီးကြီးမားမားအပြောင်းလဲကြီးကြီးမားမားလာဖြစ်လာတယ်နောက်တစ်ခုအောင်မြင်မှုတသေးလေးတွေလုံရင်လုံရင်လည်းထုတ်ဖို့ကြုံကြမှုရရသေးတယ်နောက်တစ်ခုကငါလုံနိုင်ပါလားဆိုတော့တွန်းတော့တစ်ခုရပါမယ်နောက်တစ်ချက်ကတော့ accountability partner ရှာပါဆိုပြီးတော့ဖြစ်ပါတယ် အခုလောက်တဲ့အခါမှာကိုတယောက်တည်းလောက်တာလဲကိုရဲ့အဖော်နဲ့လုပ်မယ်တောင်းအပ်ပေးမယ်ပါတာတယောက်နဲ့အတူတူလောက်ဆောင်မယ်ဆိုလို့ရှိရင်ပုံပြောခီးရောက်နေပါတယ်မှထားပါတော့ကျွန်တော်တို့ကဂျင်ကစားမယ်ဆိုလို့ရှိရင်ကိုတယောက်တည်းသွားပြီးကစားတာလဲဆိုင်ကိုရဲ့တငယ်ချင်းနဲ့ကိုရဲ့မိသားစုဝင်တရားအောင်နဲ့ကျွန်တော်တို့သွားပြီးကစားမယ်ဆိုလို့ရှိရင်တယောက်တည်းတောင်းအပ်ပေးနဲ့ပုံပြောကစားပြတ်တယ်နောက်တစ်ချက်ကတော့ကိုရဲ့အလုပ်ကြီးများမှုအတွက်ပုံကိုဂုံပြူပါဆိုပြီးတော့ဖြစ်ပါတယ်ကိုပိုင်စီကန်းချမှတ်ပြီးတော့ လုပ်တယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုယ့်ရဲ့စိတ်ချမ်းသာမှုတွေအလုံးစွန့်လွှတ်ရမယ်ဆိုတာမဟုတ်ပါဘူး။ဟိုကတခုခုအလုပ်ပြီးမြောက်တယ်။ကိုယ်ချမှတ်ရတဲ့စီကံတိုင်းလုပ်နိုင်တယ်ဆိုတာပုံကိုပြန်ပြီးတော့ appreciate လုပ်တာလည်းသိရောက်ပါတယ်။ဟိုဆိုတော့ကျွန်တော်တို့ဒီလမှာစာအုပ်ဆယ်အုပ်ဖတ်မယ်လို့ကျွန်တော်ရည်မှန်းထားတယ်ဆိုလို့ရှိရင်တကယ်ကမှစာအုပ်ဆယ်အုပ်ဖတ်ပြတယ်ဆိုလို့ရှိရင်ပုံကိုကိုပုံပြတဲ့ဟာမျိုးပေါ့နော်။တခုခုကျွန်တော်လုပ်လို့ရတယ်။ဟိုကိုစားချင်တာလေးတခုစားတယ်။ကိုဝယ်ချင်တာလေးတခုဝယ်လိုက်တာ။ကိုသွားချင်တဲ့ခီးလေးတခုသွားလိုက်တာမျိုးပေါ့နော်။ဒီလို appreciate လုပ်တာလည်းဒါပုံကိုတွန်းအပ်ပြရောက် ောက်ဆုံးတစ်ချက်ကတော့ပလန်မီထားပါတယ်ပလန်မီထားပါဆိုတော့ကျွန်တော်တို့တစ်ခုခုအပြောင်းလဲလုပ်တော့မယ်ဆိုလို့ရှိရင်အဓိကတော့ flexible ဖြစ်ဖို့လည်းအရေးကြီးပါတယ် plan A ကျွန်တော်ချမှတ်ထားတယ် plan A နဲ့ကျွန်တော်တို့ကအလုံးမဖြစ်ဆိုလို့ရှိရင် plan A နဲ့လုံးဖို့ခတ်တယ်ဆိုလို့ရှိရင် plan B နဲ့ကျွန်တော်တို့သွားလိုက်ရ B မရနဲ့ကျွန်တော်တို့စီဒီညနေမှာအပြင်မှာထွက်ပြီးတော့အပြေးလေးချိန်ကလုံမှာဆိုတော့ဒီညနေမှာကျွန်တော်မိုးရွာချလိုက်တယ်ဒါဆိုလို့ရှိရင်အပြင်မှာထွက်ပြီးတော့အပြေးလေးချိန်ကမလုံဘဲနဲ့ကိုယ့်ရဲ့အိမ်ထဲမှာနေကျွန်တော်အပြေးလေးချိန်ကလုပ်ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းနောက်နေ့မနက်မှာဆိုတော့အပြေးလေးချိန်ကလုပ်လို့ရတယ်ဒီလိုမျိုးကျွန်တော်တို့က flexible ထားခြင်းအားဖြင့်ကိုလုံးမဲ့အလုပ်ပို့ပြီးတော့လုပ်ပြစေတယ်။နောက်ကိုချမှတ်ရတဲ့စီကံကိုလည်းပို့ပြီးတော့လိုက်နိုင်နိုင်ပါတယ်။အားလုံးကျေးဇူးတင်